မင်္ဂလာပါရှင်အမျိုးသားတွေရောအမျိုးသမီးတွေပါသိကျင်ကြတဲ့အကြောင်းအရာတစ်ခုကိုရှင်းပြပေးပါမယ်။အမျိုးသမီးမိမကိုကျင်းစေတကယ်ရှိပါသလား။အမျိုးသမီးမိမကိုကျင်းစေလို့ကြော်ညာပြီးဈေးကွက်ထဲမှာရောင်းချနေတဲ့ထုတ်ကုန်မျိုးမျိုးကိုတွေ့ရတတ်ပါတယ်။ဒါပေမဲ့လက်ရှိသိပ္ပံနည်းကျအထောက်အထားခိုင်မာစွာနဲ့မိမကိုကိုအမြဲတမ်းကျင်းမြောင်းသွားစေနိုင်တယ်လို့အတည်ပြုထားတဲ့ဈေးဝါသို့မဟုတ်ထုတ်ကုန်မျိုးလုံးဝမရှိပါဘူး။ ဒီလိုထုတ်ကုန်တွေဟာများသောအားဖြင့်ခေတ္တခဏသာကျင်းသွားသလိုခံစားရစေတာဒါမှမဟုတ်တခြားမလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။အမျိုးသမီးတွေရဲ့မိမကိုယ်ဟာတဘာဝအတိုင်းပြောင်းလဲနိုင်စွရှိပါတယ်။ဥပမာကလေးမွေးပြီးနောက်ဒါမှမဟုတ်အသက်အရွယ်ကြီးလာတာနဲ့အမျှ ကျက်သားတွေအနှင်းငယ်ရော့ရဲလာနိုင်ပေမဲ့ပုံမှန်အားဖြင့်တော့မိမကိုဟာသူ့ဘာသာသူပြန်လဲကျုံနိုင်တဲ့စွမ်းရည်ရှိပြီးလိန်ဆက်ဆံရမှာ ပြဿနာဖြစ်လေမရှိပါဘူးအကယ်၍ပြဿနာရှိရဲလို့ခံစားရရင်တောင်ယင်းပြဿနာဟာမိမကိုရော့ရဲမှကုကြောင့်မဟုတ်ပဲအခြားအကြောင်းရင်းတွေကြောင့်ဖြစ်နိုင်တာမို့ဆရာဝန်နဲ့ပြသဖို့လိုအပ်ပါတယ်မိမကိုကျင်းစီရဲလို့ဆိုတဲ့ထုတ်ကုန်တွေရဲ့ဘေးထွက်ဆိုးကျိုးများကတော့ မိမကိုကျင်းစေးအဖြစ် ရောင်းချနေတဲ့ထုတ်ကုန်များစုဟာထိရောက်မှုမရှိတဲ့အပြင်ကျန်းမာရေးအတွက်အနည်းငယ်ဖြစ်စေနိုင်တဲ့ဘေးထွက်ဆိုးကျိုးများစွာရှိနိုင်ပါတယ်။ဒီထုတ်ကုန်တွေမှာပါဝင်တဲ့ဓာတ်ပစ္စည်းတွေဟာမိမကိုရဲ့သဘာဝမျှတမှုကိုပျက်စီးစေနိုင်ပါတယ်။မိမကိုအတွင်းပိုင်းမှာဟန်ချက်ညီမှုပြတ်သွားတာဟာဘက်တီးရီးယားပိုးဒါမှမဟုတ်မှုပိုးတွေအလွယ်တကူဝင်ရောက်ပေါက်ဖွားစေပြီး ရာယံနာပူဆက်ပူလောင်ဖြစ်တာအနံ့အသက် မကောင်းတာအရေးစင်းတာလိုမျိုးပိုးဝင်တဲ့လက္ခဏာတွေဖြစ်စေနိုင်ပါတယ်။အချို့ထုတ်ကုန်တွေကမိမကိုကို လိုရာထက်ပိုပြီးခြောက်သွေ့စေနိုင်ပါတယ်။မိမကိုခြောက်သွေ့တဲ့အခါနှိမ်ဆက်ဆန်တဲ့အခါပိုတိုက်မှုများပြီးနာကျင်ခြင်းအနာဖြစ်ခြင်းတို့ဖြစ်နိုင်ပါတယ်။ ထုတ်ကုန်တွေကပါဝင်ပစ္စည်းချို့နဲ့ဓာတ်မတည့်တာကြောင့်ရာယန်တာ၊နေရဲရောင်ရမ်းတာ၊အဖုပိန့်ထွက်တာ၊အင်ပြင်ထတာမျိုးတွေဖြစ်နိုင်ပါတယ်။ပြင်းထန်တဲ့ဓာတ်မတည့်မှုဆိုရင်အသက်အန္တရာယ်တောင်ဖြစ်နိုင်ပါတယ်။အချို့သောအာနိသင်ပြင်းတဲ့ဓာတ်ရုပစ္စည်းတွေပါဝင်တဲ့ထုတ်ကုန်တွေဟာမိမကိုယ်နေရံမှာရှိတဲ့နူးညံ့တဲ့တရှူတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ဒါအပြင်အနာဖြစ်တာ၊သွေးထွက်တာ၊ရောင်ရမ်းတာတွေဖြစ်ပေါ်စေပြီးရောဂါပိုးဝင်ရောက်ဖို့လွယ်ကူစေပါတယ်။ ထိရောက်မှုမရှိတဲ့အတွက်ဒီထုတ်ကုန်တွေအတွက်ပတ်စံဖြုံးတီးရာရောက်ပါတယ်။ရလတ်မရတဲ့အခါစိတ်ပြတ်အားငယ်တာမိမိကိုယ်ကိုယုံကြည်မှုရောကြတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။အရေးကြီးသောအကြံပြုချက်အနေနဲ့ကတော့တဲ့အနေနဲ့မိမကိုကျမ်းမာရေးဒါမှမဟုတ်လိန်ကျမ်းမာရေးနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေရှိနေတဲ့ဆိုရင်အကောင်းဆုံးနဲ့အလုံးကျုံဆုံးနည်းလမ်းကတော့ကျမ်းမာရေးပညာရှင်ဒါမှမဟုတ်တာဖွားမီရဲ့အထူးကုဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖို့ပါပဲ။ ဆရာဝန်ကတင့်ရဲ့ပြဿနာအရင်းမြစ်ကိုရှာဖွေပေးပြီးမှန်ကန်တဲ့အကြံဉာဏ်နဲ့လိုအပ်တဲ့ကုသမှုနည်းလမ်းတွေကိုညွှန်ကြားပေးနိုင်ပါလိမ့်မယ်။မိမကိုချက်သားတွေကိုတန်မာစေတဲ့ခီကျုံလေ့ကျင့်ခန်းလိုမျိုးလုံခြုံစိတ်ချရတဲ့နည်းလမ်းတွေလည်းရှိပါသေးတယ်။ထပ်ပြီးသတိပေးပြောရရင် ဈေးကွက်ထဲကကြော်ညာရီရဲ့လှည့်စားမှုကိုမခံပါနဲ့မိမကိုကို ထိရောက်စွာကျင်းစီနိုင်နေဆိုတဲ့ဈေးတွေဟာတိတ်ပန်နေကြအထောက်အထားမရှိသလိုတင့်ကျမ်းမာရေးကိုပါဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်တင့်ကျမ်းမာရေးဟာအရေးကြီးဆုံးပါပဲကျမ်းမာပေးကင်းပြီးပျော်ရွှင်တဲ့လိမ်မှုဘဝအတွက်ကျန်းကျင်သူဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးဖို့တိုက်တွန်းပါရစေ